ဟိုကျွန်တော်ရဲ့လူမှုကွန်ရက်စာမျက်နှာတချို့မှာလေနိုင်ငံတကာဖြစ်စဉ်တွေနဲ့ပတ်သက်လို့တခါတလေပြောပါလို့ရည်ရည်ရှိတယ်ဗျ။အဲကျွန်တော်တို့ပါတီအနေနဲ့ကတော့နိုင်ငံဆက်ဆံရေးဌာနဆိုတာတည်ကြရှိပါတယ်။ဒါကကျွန်တော်တို့တကဘာလုံးမှာရှိနေတဲ့နိုင်ငံရေးပါတီတွေနဲ့ချိတ်ဆက်ပြီးတော့နိုင်ငံရေးပါတီဆိုင်ရာကိစ္စတွေပေါ့လေ။ဒါတွေကိုဆက်သွယ်ဆက်ဆံပြီးဆောင်ရွက်တဲ့ဌာနဖြစ်ပါတယ်။ဒါအပြင်ပဲနေတူရာဖြစ်နေတဲ့ကမ္ဘာအခြေခင်းတွေကိုလည်းကျွန်တော်တို့သုံးသပ်တယ်အပစင်လှစေ ဒီတော့သုံးသပ်တင်ပြချက်တွေရှိပါတယ်။သို့တော်လည်းပဲနိုင်ငံရေးပါတီနဲ့ဆိုင်တဲ့ကိစ္စဥသာလေးဦးစားပေးတဲ့သဘောဖြစ်ပါတယ်။အဲ့တော့ဒီနေ့နိုင်ငံတကာအခြေအနေကတော့အတော်ကိုလင်းလင်းမြန်မြန်နဲ့ရှုပ်ရှုပ်ထွေးထွေးပြောင်းလဲမှုတွေအများကြီးဖြစ်နေပြီ။နောက်ဆုံးရှိတယ်။နောက်ဒီဘက်ကဆိုဗီယက်ပြည်တော်စုပေါ့နော်။သူရှိတဲ့အရှိအဆုရှိတယ်။အဲဒီအဆုနှစ်ဆုကြားမှာအပြိုင်မှုတွေက bipolar system ခေါ်တာပေါ့။ဝင်ရိုးနှစ်ဖက်စနစ်နဲ့သွားနေကြတာ။တယောက်နဲ့တယောက်ချိန်ကြီးပြီးတော့သွားကြတာပေါ့။ဒါကို balance of power အင်အား လေးတင်းညီမျှမှုကိုခေါ်တာပေါ့နောက်ပိုင်းတော့1991လောက်မှာဆိုဗီယက်ယူနီယံကြီးနိုင်ငံ55နိုင်ငံကွဲထွက်သွားပြီးတော့နောက်ပိုင်းမှာဘိုက်ပိုလာစတစ်ကနေပြီးတော့ယူနီပိုလာစတစ်ကိုပြောင်းသွားတယ်ပေါ့အဲ့တော့အမေရိကန်ဥဆောင်တဲ့နောက်စုတစ်ခုတည်းကပဲတကဘာလုံးကိုလွှမ်းမိုးအုပ်ချုပ်နိုင်တယ်လို့ဖြစ်သွားတယ်အခုတော့ဒီအနောက်စုအားပြိုင်မဲ့အဖွဲ့တွေအလျော်လျော်ပေါ်လာကြတယ်စီးပွားရေးရာရပဲဖြစ်ဖြစ်အပြိုင်မဲ့အဖွဲ့တွေပေါ်လာတော့ခနိကဘာကြီးဒီ multipolar war လို့ခေါ်တာပေါ့နော်ဝေယိုးစုံသွားတဲ့စနစ်ကိုပြောင်းနေတယ်လို့ဒီလိုပထမဆင့်နေတဲ့သုံးသပ်ချက်ပါ ဲ့တော့ဗျာဒီနိုင်ငံဖြစ်စဉ်တွေကိုပြန်ကြည့်ရင်တော့အများကြီးပေါ့နော်အမေရိကန်နိုင်ငံနဲ့ Russia Federation နိုင်ငံဆက်ဆံရေးအမေရိကန်နဲ့ Ukraine Russia နဲ့ Ukraine အမေရိကန်နဲ့ကနေဒါတရုတ်စသဖြင့်ဒါရီရဲ့ Trade War ပုံသွေးမှုဖြစ်နေတဲ့အလားလားနောက်အမေရိကန်ရဲ့ဂါဇာကမ်းမြောင်ဒေသပေါ်မှာထားတဲ့သဘောထားစသဖြင့်အများပြားနှာရှိကြပါတယ်ဒီနေရာမှာလက်ရှိ hot ဖြစ်ဆုံးတရင်ခုပြောပါဆိုရင် Philippines တရုတ်ကိုပြောရမယ်ထင်ပါတယ်အားလုံးသိတဲ့အတိုင်းပဲ Philippines သမရဟော မစ္စတာဒူတာတေးကို crime against humanity ဆိုတဲ့ဆွဲချက်နဲ့ international criminal code ပေါ့ ICC ရုံးချုပ်ရှိတဲ့ the hate ကိုခေါ်ယူပြီးတော့အဲ့ဒီမှာကြိုတင်တရားစီရင်လုပ်ငန်းတွေဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်အဲ့တော့ဖြစ်စဉ်လည်းအားလုံးသိပြီးဖြစ်မှာပါเนาะသူ့ကိုဘယ်လိုဖမ်းသွားလဲဘယ်လိုဆွဲချက်နဲ့ဖမ်းတယ်ဘယ်လိုတရားရင်ဆရာတယ်ဒါတွေအားလုံးသိမှာပါဒီဒူတာတေးဖမ်းဆီးမှုနဲ့ပတ်သက်ပြီးတော့လည်းဥပဒေအရပြန်ပြီးတော့လှုပ်ပေးဖို့ကဘာတော်မှာဆန္ဒပြမှုတွေ ဒါရှိနေတယ်။အင်းအားရော့မသွားဘူး။နောက်တစ်ချက်ကတကယ့်နိုင်ငံကြီးတွေစူပါပါနိုင်ငံတွေဖြစ်တဲ့အမေရိကန်တို့တရုတ်တို့ရုရှားတို့ရဲ့ ICC ပေါ်မှာယက်တီချက်တရားလဲမထောက်ခံကြဘူး။အမေရိကန်နိုင်ငံဆိုလို့ရှိရင်အသူမိတ်ဆွေနိုင်ငံကိုဥပဒေမဲ့ဆောင်ရွက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆန့်ကျင်လုပ်မယ်။ဒီလိုပြောတယ်။စသည်ဖြင့်ပေါ့ဗျာ။ဖိလစ်ပိုင်သမ္မတဟောင်းမစ္စတာဒူတာတီးရဲ့ဒီဖြစ်စဉ်ဟာပြောင်းမြန်အကျိုးသက်ရောက်မှုတွေရှိသွားနိုင်တယ်လို့ပဲဒီလိုအကြံပြုတုံ့ပြန်ပါတယ်။ကျွန်တော်ကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ ICC ဆိုတဲ့ခုနပြောတဲ့ International Criminal Court နိုင်ငံတကာပြည်ဥဆိုင်ရာတရားရုံးရဲ့ဆောင်ရွက်တဲ့ legal procedure တွေနဲ့တော့ဖန်ဆီးခြင်းအကြောင်းတွေပဲကျွန်တော်အဓိကထားပြီးတော့လက်လှမ်းမိတော့လေ့လာကြည့်တာပေါ့ ICC ဆိုတာကဘယ်လိုပေါ်လာလဲဆိုတော့ဒုတိယကမ္ဘာစစ်နောက်ပိုင်းလောက်ကြာမှာဟိုတော့ကဂျာမန်နေလူသားလူပေါ်မှာကျူးလွန်တဲ့ကိစ္စမျိုးတွေနောက်ထပ်တစ်ခါထပ်ပြီးမဖြစ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့1989လောက်မှာတင်ပါတယ်ဒီအီလီနိုင်ငံယောမမျိုးမှာ ဒီ ICC ဆိုတဲ့အဖွဲ့အစည်းဖြစ်ထုံးပေါ်ပေါက်လာပြီးတော့စပြီးတော့အခြေတည်ခဲ့တာပဲအဲ့တော့သူက2025 February လာဒီအဖွဲ့ဝင်နိုင်ငံ125နိုင်ငံရှိတယ်ဒီအဖွဲ့အစည်းကဒီအဖွဲ့ဝင်နိုင်ငံတွေရဲ့လှူဒါန်းငွေနောက်အစိုးရဘုတော်အဖွဲ့အစည်းတွေရဲ့ပံ့ပိုးငွေလူပုဂ္ဂိုလ်တူညီရဲ့လှူဒါန်းငွေဒီပေါ်မှာရက်တည်ရတဲ့အဖွဲ့အစည်းမျိုးဖြစ်တယ်လူပုဂ္ဂိုလ်ကိုတရားစွဲရတဲ့အဖွဲ့အစည်းမျိုးဖြစ်တယ် ICG ဆိုတော့နိုင်ငံကိုဆွဲတာပေါ့ ICG ကကုလသမဂ္ဂရဲ့ branch ခု ICC ကတော့ independent body ပဲတည်ကြလွတ်လပ်တော့ ွဲ့စည်းမှုဖြစ်တယ်အဲ့တော့ तू လုံနိုင်တာကသုံးချက်ရှိတာပေါ့နော်ကျွတ်တင်တရားစီရင်ခြင်းတို့တရားရုံးမှာရင်ဆိုင်ဖြစ်စင်းခြင်းတို့ ਨੇ နောက်တရားခံက petition ပေါ့အယူခံအတနာခံစာဝင်တဲ့ဒီသုံးပိုင်းသူ့မှာဒီ function ရှိတယ်အဲ့တော့ကျွတ်တင်တရားစီရင်ခြင်းလုပ်ဖို့ဆိုတာကဘယ်သူကတိုင်တယ်ပေါ့တိုင်ချက်ရှိမှလုပ်လို့ရတယ်လေအဲ့တော့ ICC ရဲ့လုပ်ပိုင်ခွင့်အာဏာထဲမှာအကြမ်းဖက်သုံးချက်ရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ ဒီ ICC ဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ပိုင်တဲ့နေပြည်အတွင်းမှာဖြစ်လာတဲ့ဖြစ်စဉ်တွေဖြစ်ရတယ်မရရာဇဝတ်ပြုမှုတွေဒါတွေကသူကတရားစွဲဆိုတာတော့ဘာလို့လုပ်ပေးနိုင်တာပေါ့ဒုတိယချက်ကအဲ့ဒီနိုင်ငံရဲ့ပြည်သူတွေကတိုင်ပင်တော်မယ်တရားစွဲမယ်ဆိုရင်ဒါသူက ICC ကလုပ်ပြရတယ်နောက်တတိယချက်ကကုလသမဂ္ဂလူကြီးကောင်စီလေ UN Security Council ကနေပြီးတော့လွှဲပေးတဲ့အမှုမျိုးဆိုရင်သူကလုပ်ပြရတယ်ဒါကလွတ်လွတ်သူဘာမှသူလုပ်လို့မရဘူး ့သူဟာသူ့ဖွဲ့ဝင်နိုင်ငံဖြစ်ဖို့လိုတယ်တက်ဆိုင်ရာအဲ့ဖွဲ့ဝင်နိုင်ငံကပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့အချက်ကအဓိကကြတယ်ဒီမှာအားနည်းချက်တွေကဘာကိုတွေ့လဲဆိုတော့ဒါကျွန်တော်ရဲ့သုံးသပ်ချက်ပေါ့လေနံပါတ်1ကဖိလစ်ပိုင်နိုင်ငံဟာ2019ရဲ့ ICC ဖွဲ့ဝင်နိုင်ငံပြန်တုတ်ထွက်တာလေဖွဲ့ဝင်နိုင်ငံမှုတဲ့နိုင်ငံတနင်္ဂနွေမှာ ICC ဒီအခုလိုတရားစွပ်စွပ်ပိုင်ခွင့်ရှိရလားဆိုတဲ့ကိစ္စအငင်းပွားပွဲဖြစ်တယ်နောက်တစ်ခုကဒီနေရာမှာပါဝင်ပတ်သက်လာတာကနိုင်ငံငါရစ်တပ်ဖွဲ့ပေါ့ ICP ကိုခေါ်တယ်နော် International Criminal Police Organization တနည်းအားဖြင့်အများသိကြတဲ့ Interpol လို့ခေါ်တာပေါ့ဒါကသူကပြည်ထောင်နိုင်ငံလီယွန်မှာရုပ်ဆိုင်တာတယ်ဗျအဖွဲ့ဝင်က195နိုင်ငံမှာရှိတဲ့ရက်တပ်ဖွဲ့တွေအဖွဲ့ဝင်ကျွန်တော်မြန်မာနိုင်ငံလည်း Interpol အဖွဲ့ဝင်နိုင်ငံပဲနှစ်စဉ်နှစ်စဉ် Interpol စီးပွားတွေဒါကဘာတဝန်းလိုက်ပြီးတော့သူတက်ရောက်ပြီးတော့ sharing တွေလုပ်နေရတဲ့အခြေအနေရှိတယ် Interpol နဲ့ ICC ကလည်းဘာ link မှမရှိဘူးဘာပူးပေါင်းဆောင်မှမရှိဘူးမရှိဘူးဘာ MOU မှထိုးထားတာမရှိဘူး ဥက္ကဋ္ဌသတင်းတွေမှာဖော်ပြနေကြတာဥစားက ICC ကနေပြီးတော့ Rick Alert နဲ့ Mr. Duterte ကိုတရားစွဲတယ်တရားဝင်ဆင့်ခေါ်တယ်လို့တွေ့ရတယ် Rick Alert ဆိုတော့ကျွန်တော်သိသဘောမပေါဘူး Interpol နဲ့ဆက်ဆက်တယ်ဆိုရင်တော့ Interpol ကလုံနိုင်တာက notice ပေါ့3 page ချက် red notice နဲ့လုတ်တာပဲရှိတယ်ဒီသုံးတော့တရားဝင်သုံးဝင် Rick Alert ဆိုတဲ့ဟာတော့ကျွန်တော် Interpol လို့ဖွင့်စီရသုံးတာမတွေ့ဘူးအဲကြောင့်ဆိုကျွန်တော်တို့မြန်မာနိုင်ငံရက်တပ်ဖွဲ့ရလဲ Interpol ဖွင့်ဖို့ပဲလေတောက်ချောက်ဆက်ဆက်တယ်ဆိုတာကျွန်တော်သိတယ် ။အဒီ notice တွေက interpol ကလုံနိုင်တဲ့ notice တွေကကျွန်တော်တို့ notice and diffusion for tax force ဖြစ်ရှိတယ်။အဲ့ဒီဖွဲ့ကနေသူကလုံတာ။အဲ့တော့ notice ကရှင်းမျိုးရှိတယ်။ဟို red notice ရှိတယ်။အခုလိုဖမ်းဆီးပေးပါဗော။ဟာဟလာ blue notice ရှိတယ်။လာ green notice ရှိတယ် yellow notice ရှိတယ် black notice ရှိတယ်စသဖြင့်ဒါရှင်းမျိုးရှိတယ်အခုလို red notice ကတော့အနီရောင်3ပြည့်ချက်ဒီတရားခံလို့တန်ရရှိတဲ့လူကိုဖမ်းပြပါ အချို့ဆိုရင်ဒီတရားခိုင်းအကြောင်းအရာတွေကိုပြောပြပါလာစသည်ဖြစ်မှာ purple notice ဆိုလို့ရှိရင်ဒီတရားခိုင်းကျူးလွန်သွားတဲ့ဤပညာနဲ့နီးလန်းတွေကိုမျှော်ဝေပြပါစသည်ဖြစ်အဲဒီလိုဟာတွေသွားလာရှိအဲ့တော့အဲ့ဒီကသွားတယ်ဆိုရင် red notice ပြရမှာပေါ့နော်ဒါဟာလေ interpol ကလုတ်ချင်နိုင်လုတ်လို့မရဘူးတက်ဆိုင်ရာနိုင်ငံရဲ့အချို့ကြအနာပိုက်ဆိုင်မှုကိုလေးထားရမယ်တက်ဆိုင်ရာနိုင်ငံနဲ့ညှိနှိုင်းရမယ်ပြီးတော့ဒါလုတ်ရတဲ့သဘောဖြစ်တယ်အဲ့တော့ဘယ်သူကတရားစွဲတယ်ဖိလစ်ပိုင်နိုင်ငံအစိုးရမသိပါဘူးဆိုတဲ့ဟာကတော့ ခုနလက်တွေ့ဖြစ်ရနေနည်းနည်းလေးလွဲနေတယ်လို့ယူဆတာပေါ့အဲ့တော့ခုနကျွန်တော်ပြောသလိုဒီနေ့ ICC ရဲ့တရားရေးဆိုင်ရာလှုပ်ရှားမှုကိစ္စတွေကိုလေ့လာကြည့်တဲ့အခါမှာဒါကျွန်တော်တိကျလေ့လာကြည့်တာပေါ့လေဟောနံပါတ်1သူ့ဖွဲ့မဟုတ်တော့တဲ့နိုင်ငံပေါ်မှာသူကသွားပြီးတော့တရားရေးအရာအကျိုးတရားမှုရအောင်ယူတယ်ဆိုတာဒါမှားနေတယ်လို့ကျွန်တော်မြင်တယ်ဒီလိုမှားဝင်ခြင်းသည်သက်ဆိုင်ရာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုထိခိုက်စွာသလိုဖြစ်တယ်လို့ ICC ရဲ့ ဒီမှားယွင်းသောလုံရတစ်ခုဖြစ်ကဘာမှာမှတ်တမ်းတင်သွားနေတာပေါ့ဒီ ICC မှာသူ့မှာ Office of Prosecutor ဆိုတဲ့အဖွဲ့ရှိတယ်ဒါကတရားစွဲတာနဲ့စစ်ဆေးတဲ့လုပ်ငန်းလုပ်တယ်လေအဲ့ဒီဖွဲ့ရဆောင်ရတာပဲအဲ့ဒါကသူ ICC ရဲ့လက်အောက်မှာရှိတဲ့အဖွဲ့အစည်းဖြစ်တယ်နောက် Interpol နဲ့ပေါင်းစပ်ဆောင်ရတဲ့ခါမှာလဲအဲခုနလိုဟာ notice တွေထုတ်တာကနည်းနည်းအာလက်တွေ့နဲ့ကျွန်တော်စကြင်တယ်ဟိုသတင်းတွေရေးတာမှားလာတာပါလားဒါကျွန်တော်သိဘူးပေါ့နော်နောက် အင်တာပိုအနေနဲ့ကလည်းနော်တက်ဆိုင်ရနိုင်ငံအစိုးရရဲတပ်ဖွဲ့နဲ့ဆက်ဆက်ပြီးမှသာလေသူကဖမ်းလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဒါဒီနည်းနည်းလေးတော့လမ်းကြောင်းလွဲနေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်ပါတယ်ဒီနေ့မှကျွန်တော်အချုပ်ပြောချင်တာဗျာသူ့နိုင်ငံဖြစ်ရကသူ့နိုင်ငံဖြစ်ရပေါ့ကျွန်တော်ကဘာလို့ထုတ်လို့သင်စဉ်းစားရလဲဆိုတော့ခဏိကဘာအင်အားကြီးနိုင်ငံတွေအင်အားကြီးအဖွဲ့အစည်းတွေဟာဟလာဟောလူခွေးတို့ဓာတ်လုံးညီမျှမှုတို့ အဓိကထားပြောနေသလိုတစ်ဖက်ကလည်းနိုင်ငံတကာရဲ့အချုပ်အခြာအာဏာနိုင်ငံတကာတရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်နေရတဲ့ဆိုတဲ့အချက်တွေကိုချိန်ထိုးကြည့်ရှုဖို့လိုတယ်လို့ကျွန်တော်မြင်တယ်။တစ်ဖက်သားကျွန်တော်တို့စဉ်းစားလို့တော့အပြစ်မှမရနိုင်ဘူး။ဒါနဲ့အာမရနာပြောရင် ICC ရဲ့ဆောင်ရွက်ချက်တွေဟာကျွန်တော်လေ့လာမိတော့အာဖရိကနဲ့အာရှပေါ်မှာအကျိုးတရားမှုရှိပြီးအချို့နိုင်ငံတွေပေါ်မှာအကျိုးတရားမှုမရှိဘူး။ဆိုတော့ double standard ဖြစ်နေတာ ဒါမှမဟုတ်လေလူတစ်မျိုးမလူတစ်မျိုးဖြစ်နေသလားလို့လေသုံးသပ်မလို့ဖြစ်တယ်ဒါတော့ပါလားကျေးဇူးတင်ပါတယ်